ဒီနေ့ဗီဒီယိုရဲ့အကြိုက်ဆုံးအပိုင်းလေးပေါ့နော်နောက်တစ်ချက်တိုက်ခိုက်မှုဒဏ်တွေထိခိုက်မှုဒဏ်တွေကိုခံနိုင်ရင်ရှိတယ်ထိခိုက်တဲ့ဒဏ်ကို၄၂စက္ကန့်ကြာအောင်သူကထိန်းထားပေးနိုင်တဲ့အစွမ်းရှိတယ်အဲပုံမှန်ပေါ့နော်တခြား Windows Phone တွေမှာဆိုလို့ရှိရင်အများဆုံးတိုင်းတာပြတာကကျွန်တော် IR ကိုတိုင်းတာပြတာညားတယ်အနည်းရောင်ကြီးမှာဆိုလို့ရှိရင်ကျွန်တော် Infrared Ray လို့လည်းခေါ်တယ်အနည်းရောင်အောက်ရောင်ကြီးလို့လည်းခေါ်တယ်အာကဘလောက်ပါဆန့်ပါလဲဆိုတော့ကျွန်တော်53ရာခိုင်နှုန်းပါတယ် UV rays ကကြတော့ဘယ်လောက်ပါဆန်ပါလဲဆိုတော့3%ပါတယ်ပြီးလို့ရှင်အလင်းရောင်က44%ပါတယ်ပေါ့နော်အားလုံးမင်္ဂလာပါဗျာကျွန်တော်ခုဆိုလို့ရှင်တန်သူမှာလမ်းမိုင်းနဲ့မြင်သာ3လမ်းထိပ်မှာဖွင့်လှစ်ထားတဲ့ Lamina showroom ကိုရောက်ရှိနေတာပဲဖြစ်ပါတယ် Lamina brand ဆိုတာကတော့ကျွန်တော် US နိုင်ငံမှာရှိတဲ့ CP Flint Industry ကနေမှာထုတ်လုပ်ထားတဲ့ product တစ်ခုဖြစ်တယ်။အဲနောက်ပြီးလို့ရှိရင်ထိုင်းနိုင်ငံမှာတရားဝင်ဖြန့်ဖြူးရောင်းချခွင့်ရရှိထားတဲ့ Technoset Company ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ Southern Coastline Group ရဲ့ပေါ့နော်။နှစ်ခုပေါင်းပြီးတော့မြန်မာနိုင်ငံကိုတူတဲ့ကုစလယ်နဲ့ဖြန့်ဖြူးရောင်းချပေးနေတယ်လို့သိရတယ်။ ဲ့တော့ကျွန်တော်ရှိုးရနေကိုတော့ကြည့်ရအောင်လာမီနာရဲ့ product တွေအကုန်လုံးကတော့ နိုင်ငံတကာစံချိန်စံညွှန်းအမိနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အဲဒါအပြင်က USA ရဲ့ ISO 9001 2050လမ်းမရရှိထားတဲ့ brand ကလည်းဖြစ်တယ်ပေါ့နော်ဒီ lamina ရဲ့ exclusive shop မှာဆိုလို့ရှိရင်ကျွန်တော်ဒီ flin ကအမျိုးအစား6မျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီ flin အမျိုးအစား6မျိုးအကြောင်းမပြောခင်မှာကျွန်တော်အရင်ဆုံးဗာပြောပြပေးခြင်းလဲဆိုတော့ lamina ရဲ့သူအထူးခြားချက်လေးနည်းနည်းလေးပြောပြပေးခြင်းတယ်အဲပုံမှန်ပေါ့နော်တခြား window flin တွေမှာဆိုလို့ရှိရင်အများဆုံးတိုင်းတာပြတာကကျွန်တော် IR ကိုတိုင်းတာပြတာညားတယ်အဲ lamina တော့အဲ့လိုမျိုးမဟုတ်ဘူးဒီပေါ့နော် total solar energy rejection က ကဖြစ်လာတဲ့အပူဓာတ်နဲ့အကုန်လုံးကိုတိုင်းတာပေးတာဖြစ်တယ်။နေရောင်ကြီးမှာဆိုလို့ရှိရင်ကျွန်တော် infrared ray လို့လည်းခေါ်တယ်။အနီရောင်အောက်ရောင်ကြီးလို့လည်းခေါ်တယ်။ IR က ဘလောက်ပါဆန်ပါလဲဆိုတော့ကျွန်တော်တို့53ရာခိုင်နှုန်းပါတယ်ပြီးရင်ကျွန်တော်တို့အများစုသိကြတဲ့ UB ပေါ့နော် UB race ကကြတော့ဘလောက်ပါဆန်ပါလဲဆိုတော့3%ပါတယ်ပြီးလို့ရှိရင်အလင်းရောင်က44%ပါတယ်ပေါ့နော်ဒါနေရောင်ကြီးတစ်ခုလုံးမှာပါတဲ့ဒီပေါ့နော်သူ့ရဲ့ percentage တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပေါ့နော်ဒီအပူချိန်ကိုတိုင်းပြတဲ့အခါမျိုးမှာ IR တစ်ခုရဲ့တိုင်းပြတာထက်ကိုတကယ်နေရောင်ကြီးကထွက်လာတာကိုတိုင်းတာပြမှာသာမှန်ကန်တဲ့အဖြေလို့ပြောလို့ရတယ်။ Lamina ရဲ့ product တွေအကုန်လုံးက total solar energy rejection ကထွက်လာတဲ့အပူချိန်တွေအကုန်လုံးကို protect လုပ်ပေးတာဖြစ်တယ်။ လမ်မီနာမှာဆိုလို့ရှိရင်အပူဒဏ်ကိုကာကွယ်နိုင်တဲ့နှုံးပေါ်မူတည်ပြီးတော့ဖလင်အမျိုးအစား6မျိုးရှိတယ်။အဲ့ဒီမျိုးအစားလေးကြောင့်လည်းရှင်းပြပေးမယ်။ကျွန်တော်ပထမအဦးဆုံးတစ်ခုကတော့ Pot Series ဖြစ်တယ်ပေါ့နော်။ Pot Series ကကြောက်တော့ဘာနဲ့ပြုတ်ထားရလဲဆိုတော့ကျွန်တော်တတ်ထုအလွာ9လွာနဲ့ပြုတ်ထားတာဖြစ်ပြီးတော့အဲသူ့ရဲ့အပူဒဏ်ခံနိုင်အားဆိုလို့ရှိရင်တော့သူက50 to 60ပေါ့နော်50နဲ့60ထိရှိတယ်။အဲဒီဘက်ပေးက Executive Series မှာဆိုလို့ရှိရင်တော့သူကကြောက်တော့ Crystal နဲ့ပြုတ်ထားတာဖြစ်ပြီးတော့သူ့ရဲ့အပူဒဏ်ကာကွယ်နိုင်တဲ့နှုံးကကြောက်တော့60နဲ့80ထိရှိတယ်။ အနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော် special series လို့ပြောလို့ရမှာ ceramic series ပေါ့နော် ceramic series မှာဆိုလို့ရှိရင်သူရဲ့ဒီအပူဒဏ်ကိုကာကွယ်နိုင်တဲ့နှုံကဘယ်လောက်ထိရှိလဲဆိုတော့80%ထိရှိတယ်နောက်တစ်ခုကျွန်တော်ကြိုက်တာဘာလဲဆိုတော့ EB boost EV boost ကကြတော့သူကကြတော့ EV တွေအတွက်ကိုတီးတန့်ရည်ရွယ်ထားတယ်အဲ EV တွေအတွက်ဆိုလို့ရှိရင်သူကအပူရန်ကာကွယ်ပေးနိုင်ုံနဲ့မကဘူးဘက်ထရီတက်တန်းအောင်လည်းရှေ့ကြအောင်သူကထိမ့်မိထားနိုင်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော် EV ကဖြစ်တာဖြစ်တဲ့အတွက် EV ကရမှာအများစုသုံးရတဲ့တချို့ function လေးရှိမယ်ကျွန်တော် smart AI လို့ဟာမျိုးတွေပါမယ် ADAS လို့ဟာမျိုးတွေရှိမယ်အဲပြီး GPS လို့ဟာမျိုးတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော် Wi-Fi သုံးတာမျိုးတွေရှိမယ်အဲ 3G 4G တွေသုံးတာမျိုးတွေရှိမယ်ပေါ့နော်အဲ့ဒီခါမျိုးမှာကျွန်တော်တို့အဲ့လို function မျိုးတွေအများဆုံးသုံးရတဲ့အချိန်မှာအဓိက frequency နဲ့သွားကြတာများတယ် အဲ့တော့ window filling ကပ်လိုက်တဲ့အခါမှာသွားနေတဲ့ frequency ကိုကန့်လိုက်ပြီးတဲ့သဘောရှိတယ်ပုံတော့ဒါပေမဲ့ EV boost ကကြတော့အဲ့ဒါကိုလုံးဝကာကွယ်ပေးထားပြီးတော့အဲ့ဒီရဲ့ system ကိုကောင်းကောင်းမွန်မွန်အလုံးလုံးနိုင်အောင်အတွက်ကိုရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတာဖြစ်တယ်။အဲ့လက်ရှိဒီကားဆိုလို့ရှိရင်ဘာကိုကတ်ထားပေးလဲဆိုတော့ CR metric ရဲ့ digital boost ကိုကတ်ပေးထားတယ်။ဒီဘက်ဝင်းရှိဆိုလို့ရှိရင်40%ကတ်ထားတယ်။ကျွန်တော်ဒီဘက် driver base ဆိုလို့ရှိရင်60%ကတ်ထားပြီးတော့အနောက်ဆိုလို့ရှိရင်80%ကတ်ထားတယ်။လက်ရှိဆိုလို့ရှိရင်ကားဆက်လက်မနှိုးထားဘူး။ ဒါအပြင်ကိုဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီကားကိုနေပူရဲကိုရက်ထားတာလည်းအချိန်တစ်ခုရှိပြီနောက်ပြီးလက်ရှိနေရလဲနေငင်းတနာရီကျော်ဆိုတော့နေတော်တော်ပူနေတဲ့အချိန်မှာတော့ကျွန်တော်ဒီလူကတက်လိုက်တဲ့အချိန်မှာအရန်ကြီးပူရဲဆိုတော့ feeling ကိုမခံစားဘူးဗျာအဓိကအဲ့ဒါဘာလဲဆိုတော့ဒီ window filling ကိုကောင်းကောင်း quality ကောင်းကောင်းကတ်ထားတဲ့ result ပဲလို့ပြောရမှာပဲပေါ့နော် နောက်ထပ်ကျွန်တော်ဒီမှာသဘောကျတာကဘာလဲဆိုတော့ lamina ရဲ့ safely ပဲအဲသူ့ကိုကြတော့ CV industry ကနေပဲပေါ့နော် CV flint industry ကနေပဲ USA နိုင်ငံမှာ A3 လုံး standard နဲ့ထုတ်လုပ်ထားတာဖြစ်တယ်အဲပြီးလို့ရှိရင်အပူဒဏ်ကာကွယ်မှုဆိုလို့ရှိရင်လည်းသူက5 star ထိရရှိထားတယ်အဲနောက်ပြီးရင်သူ့ပေါ့နော်သူ့ကိုဘာနဲ့ပြုတ်လုပ်ထားလဲဆိုတော့ polarista compound 3 layer နဲ့ပြုတ်လုပ်ထားပြီးတော့သူ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်8 may ဒီမှာဆိုလို့ရှိရင်4 may ဆိုပြီးတော့အဲရွေးချယ်စရာ2မျိုးရှိတယ်ပေါ့နော် သူ့ရဲ့အဓိကရွယ်ချက်ကတော့သူ့ကိုကားမှသုံးလို့မရဘူးလားဆိုတော့ကားမှလည်းသုံးလို့ရတယ်အဲဒါပေမဲ့အဓိကသူ့ရဲ့ရွယ်ချက်ကတော့ဘေးဒင်းတွေအတွက်ကိုပေါ့နော်အစာအုပ်တွေအတွက်ကိုအဓိကရွယ်ပြီးထုတ်လုပ်ပေးထားတာပြီးရင်သူကအပူရန်ကာကွယ်မှုဆိုလို့ရှိရင်လည်းသူက UV filter ကိုလည်း99%ဒီကာကွယ်ပေးထားတယ်ပေါ့နော်ဒီကားတော့သူ့မှာအားသာချက်ကဘာလဲဆိုတော့သူကတိုက်ခိုက်မှုဒဏ်တယ်ပေါ့နော်တိုက်ခိုက်မှုဒဏ်တွေထိခိုက်မှုဒဏ်တွေကိုခံနိုင်ရင်ရှိတယ်မတော်တဆပေါ့နော်ဒီမှာလာထိခိုက်တာလောက်ကိုတော့သူကကိစ္စမရှိဘူးတခုခုပေါ့နော်တစ်စုံတစ်ခုကြောင့်ရွယ်ချက်တစ်ခုခုနဲ့ဒီကားကိုဥမာ ထုနေမယ်ပေါ့နော်ထုနေရိုက်နေမယ်ဆိုလို့ရှိရင်ဒီကောင်ကအဲ့လိုမျိုးထိခိုက်တဲ့ဒဏ်ကို52စက္ကန့်ကြာအောင်သူကထိန်းထားပေးနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါလေးကဒီကောင်ရဲ့အားသာချက်ပဲအပြီးလို့ရှိရင်သူကဒီပေါ့ visibility ဆိုလို့ရှိရင်လည်းကောင်းတယ်ဗျာဟိုတခါလေကြာလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ဒီအမှတ်အိုးကိုဘယ်လိုပြောမလဲအထဲကိုမြင်တမ်းပြီးမြင်ကျင်တယ်တကယ် layer တွေပါခန့်တာမကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်း visibility ဆိုလို့ရှိရင်သူကတော်တော်လေး visibility ကောင်းလိုက်တယ်မှာပါတယ်ဘာလို့လဲဆိုကြီးလိုက်တာနဲ့ကိုတမ်းပြီးတော့ဒီမှာမြင်နေရတဲ့ပုံစံလေးမှာရှိတယ်ဒါလေးကတော့ဒီ lamina safely ရဲ့ အားသာချက်လို့ပြောရမှာပဲအဲဒီဘက်ဘေးမှာဆိုလို့ရှိရင်ဘာတွေကိုစမ်းပြထားလဲဆိုတော့ဒီမှာဆိုလို့ရှိရင်သက်ဆိုင်ရာပေါ့နော်သူ့ရဲ့ဒီ window filling လေးတွေကပ်ပြထားတယ်ပြီးလို့ရှိရင် तू ကအတွင်းထဲမှာကျွန်တော်တို့ကမီးတီးတွေထည့်ထားတယ်ဒီမီးတီးတွေကဘာလို့တားလဲဆိုတော့အပြင်ရဲ့ solar ပေါ့နော် solar energy ကနေမှာတဆင့်ပေါ့နော် rejection ဖြစ်လာတဲ့အပူဓာတ်အနေနဲ့အနည်းဆက်ဆုံးဒီပေါ့နော်ဒီ temperature 2အောင်ဖန်တီးပေးထားတဲ့မီးတီးတွေကျွန်တော်ဖွင့်ပြလိုက်အမ် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဒီဘက်၃ချက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ EV အတွက် EV boost အတွက်ကိုယူရပြီးတော့ကတ်ထားပြီလားဒီဘက်ကကျတော့ special ပေါ့နော်ဒီ၃ဘက်ကကျတော့ special ဒီဘက်ကကျတော့ honest တွေအတွက်ဒီဘက်ကတော့ port series ပေါ့နော် ။ तू ကဘာကိုရွေထားလို့ဆိုတော့ကျွန်တော်ဒီပုံမှန်ပေါ့နော် IR နဲ့တိုင်းတာလို့ရတဲ့အပိုင်းတွေမှာရှိတယ်။ဒါပေမဲ့ဒီ IR နဲ့တိုင်းကျွန်တော်ခုနကလည်းပြောလာတယ် IR နဲ့တိုင်းတာအထက်ကိုတကယ်ကဒီ human ရဲ့ touch ပေါ့နော်တကယ်လူရဲ့ဒီခံစားချက်ပေါ့နော်လူရဲ့ feeling နဲ့ပြန်ပြီးစမ်းသပ်လို့ရတဲ့သဘောမျိုးလေးပဲ။ဥပမာကျွန်တော်ဒီ window feeling ကတ်ထားတယ်။အဲ့အချိန်မှာအပူချိန်ဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်တကယ်လူနဲ့ဒီလိုမျိုးလာစမ်းသပ်လို့ရတယ်။ အာဒီလောက်ဒီပေါ့နော်ဒီလောက်ဒီ visibility နဲ့အဲဒီလောက်ဒီဒီ window flank ကတ်ထားဆိုလို့ရှိရင်တော့ဒီလောက်အပူချိန်တော့ခံစားနိုင်တယ်အဲဒီလောက်ဒီနေထားဆိုလို့ရှိရင်တော့ဒီအပူချိန်ခံစားနိုင်တယ်ဆိုတာကိုတကယ်တမ်း human touch နဲ့ဆန်းသက်လို့ရအောင်ဒီမှာသူက display ပြထားတယ်ပြီးလို့ရှိရင်လည်းအပိုင်းခွဲပေးထားတယ်ဘယ်အပိုင်းကတော့ဒီမှာပေါ့နော်ဘယ်ကောင်းကိုရည်ရထားတာဒီကောင်းဆိုလို့ရှိရင် EV series အတွက်အဲဒီကောင်းဆိုလို့ရှိရင် Onyx series အတွက်ဒီကောင်းက Pop series ဒီဘက်သုံးခုဆိုလို့ရှိရင် special series အတွက်ဆိုပြီးတော့တခါလေဒီဆန်းသက်ပြသထားရပေါ့နော်အဲ့ဒါလေးကလည်းမစိုးဘူးပါကြာကျွန်တော်ဒီ IR နဲ့ဆန်းသက်တဲ့အချိန်မှာအရင်မတိကျနိုင်ရင်တော့ဒီ human ရဲ့ဒီကလူရဲ့တကယ်ခံစားချက်အမှန်နဲ့လာဆန်းတက်လို့ရအောင်ဆိုပြီးရွယ်ပြီးတော့ဒီမှာဒီနေရာလေးကိုလည်းတိဆောက်ပေးထားတာကိုတွေ့ရတယ်ကျွန်တော်ဟိုဘက်ဆက်ကြည့်ရအောင်ကဲအခုကတော့ဒီနေ့ဗီဒီယိုရဲ့အကြိုက်ဆုံးအပိုင်းလေးပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ဘေးမှာမြင်နေရတာကဒီလက်မီနာရဲ့အပေါ်မှာဆိုလို့ရှိရင်လက်မီနာ safely ကိုကတ်ထားတယ်နောက်ပြီးလို့ရှိရင်ဒီကောင်ကဘလောက်ထီးပေါ့နော်ထိခိုက်မှုဒဏ်တွေတိုက်ခိုက်မှုဒဏ်တွေခံနိုင်ရရှိလဲဆိုတာကိုစမ်းသပ်လို့ရအောင်ဆိုပြီးဒီမှာ setup လုပ်ပေးထားတယ်ဒီမှာ baseball တုပ်တစ်ချောင်းပြင်ပေးထားတယ်အဲ့ဒါနဲ့ကျွန်တော်ဒီမှန်ကိုရိုက်လို့ရတယ် ကိုမမဟုတ်ဘူးဒီကိုလာတဲ့ကာဆမ်မာတွေစိတ်တိုင်းကြရိုက်လို့ရအောင်သူက set up လုပ်ပေးထားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်ကဘယ်လောက်ထိခံနိုင်ရှိရဲဆိုတဲ့ဟာကိုကာဆမ်မာတွေလည်းတစ်ခါတည်းမြင်လို့ရအောင်စီစဉ်ပေးထားခြင်းဖြစ်တယ်အခုကျွန်တော်စမ်းကြည့်မယ်နော်အခုဒီမှာကျွန်တော်တို့ baseball ထုံးနဲ့မနော်ဒီကောင်တော့နည်းလေးခြိုက်ဝင်သွားတယ်ထပ်ရိုက်ကြည့်မယ်နောက်တစ်ချက်ဟမ်မမ ချရလေးတော့မထင်ဘူးဒီမှာနည်းနည်းလေးပေသွားတာချားမဟုတ်ဘူးဘေ့စ်ဘောထုတ်ကဖုံနေရဒီမှာကတ်သွားဒီမှာကြီးဒီကောင်ရှင်းလိုက်တာနဲ့မာကြီးမရှိတော့ဘူးမှန်မှာချရလေးတော့မထင်ဘူးတော်တော်လေးကိုဘယ်လိုပြောမလဲ safely ကကောင်းတယ်လို့ပြောရမှာပဲမဆိုးဘူးဒါလေးတော့သဘောကျတယ်ဒါလေးကတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာအကြိုက်ဆုံးဖိုင်လေးပေါ့ ဒီ showroom မှာဆိုလို့ရှိရင် detailing product နဲ့ပတ်သက်လာရင်လည်း LS detailing product ရှိတယ်ပေါ့နော်ဒီ LS detailing product ကကြတော့ Nano Super Premium Grade ဖြစ်တယ်အဲဒါကြောင့်မို့ကားအသွင်းအပြင်တန်ရှင်းအတွက်ဆိုလို့ရှိရင် product တွေကအစုံရှိတယ်ဒီကောင်လေးနဲ့ကားအသွင်းအပြင်ကိုတန်ရှင်းပုံမှန်လေးလုပ်ပေးမယ်ဆိုလို့ရှိရင်ကားကိုတက်တန်းကြကြထိမ့်သိမ်းထားနိုင်ဖို့အတွက်ဒီ product လေးကလည်းအထောက်အပံ့ပြုတယ်နောက်ပြီးရင် ဒီတိလေးနဲ့ပတ်သက်တဲ့ service တွေဆိုလို့ရှင်လည်းဒီမှာတော်တော်လေးစုံစုံလင်လင်ရရတယ်။ဥပမာကျွန်တော် premium wash တွေရှိမယ် premium polish တွေရှိမယ်ပြီးလို့ရှင်ကျွန်တော် interior cleaning တွေ engine bay cleaning တွေ coating တွေ glass coating တွေဒီတိလေးပတ်သက်တဲ့ service တွေလည်းတော်တော်လေးစုံစုံလင်လင်ရရတယ်။နောက်ပြီးဒီတိလေးပြုလုပ်တဲ့အခါမှာဆိုလို့ရှင်လည်းအသုံးပြုတဲ့ product က LS ရဲ့ car detailing product တွေကိုအသုံးပြုထားတာဖြစ်တယ်။ Lamina Flint ရဲ့ Grand Open နဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော် Matchlet 30ရန်နေကနေစပြီးတော့ Summer Promotion နဲ့ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ။ အဲပေးတဲ့ promotion တွေများလို့ကျွန်တော်လည်းအလွတ်မရတော့ဘူးဖုန်းလေးကြည့်ပြီးပြောမယ်နော်အဲပထမတစ်ခုကတော့ဘာပေးသွားမလဲဆိုတော့ကျွန်တော်တို့ laminar flint တစ်စီးလုံးကတ်ကွင်ကို discount coupon 5သိန်းပေးသွားမှာပဲဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ laminar ရဲ့ safely တစ်စီးလုံးကတ်ကွင်ကို discount coupon 3သိန်းရယ်မပြီးသေးဘူး ls detailing protect premium polish ပါပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ glacier flint တစ်စီးလုံးကတ်ကွင်ကို discount coupon 3သိန်းပေးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ ls detailing premium polish တစ်စီးလုံးကို discount 5000ပေးသွားမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ LS Hyper Coating တစ်စီးလုံးကို discount ကွန်မော်တသိန်းခွဲပေးရသွားမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ LS Ceramic Coating တစ်စီးလုံးကို discount ကွန်မော်နှစ်သိမ်းပေးသွားမှာပဲဖြစ်ပါတယ်ကြာ။ဒါလီကတော့ summer promotion အနေနဲ့ပေးသွားမဲ့ discount တွေပဲဖြစ်ပါတယ်။ဒါနဲ့မကသေးဘူးပေါ့နော်။လက်ရှိမှာဆိုလို့ရှိရင်လည်း bonus gift away လေးလည်းပေးနေတဲ့ season လည်းရှိပါတယ်ကြာ။အဲ့ဒါကတော့ကျွန်တော် description မှာထည့်ပေးထားတဲ့ post link လေးကိုဝင်ပြီးတော့ကျွန်တော်တို့ဘာလို့ရမလဲဆိုတော့ like and share လုပ်ရမယ်။ပြီးလို့ရှိရင်တကယ်ချင်း၃ယောက်ကို mention ခေါ်ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီ like and share လုပ်ပြီးတကယ်ချင်းတော့ mention ခေါ်ထားတဲ့ post လေးကို screenshot ရိုက်ပြီးတာနဲ့ကျွန်တော် description မှာထည့်ထားတဲ့ post ရဲ့အောက်မှာ photo comment လာမန်းလိုက်ရုံနဲ့ကျွန်တော် giveaway တွေရရှိမှာပဲဖြစ်ပါတယ်။ဘာတွေပေးသွားမှာလဲဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ကတော့ ceramics onyx boot service တစ်ခုပေးမယ်။ဒုတိယဆုံးအနေနဲ့ကတော့ executive boot service ပေးမယ်။တတိယဆုံးအနေနဲ့ကတော့ pop boot service တွေကိုပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီ season လေးမှာပါဝင်ကန်ဆန်းနိုင်မှုအတွက်ကိုအခုပဲတကယ်ချင်းတော့ကို mention ခေါ်လိုက်ပါအောင်။ကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ lamina exclusive shop showroom အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာ။ ်ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါတော့ကျွန်တော် just right ကတချုံပါ